။တက်ဆော့ဘုရားသခင်ကိုရမြတ်ကဟောကြားဆုံးမပြီးတတိပေးတာရှိတယ်။စရန္တိဘာလာထုံမေတာမစင်းသက်တတ်တဲ့အသိပညာမရှိတဲ့ပုဂ္ဂိုလ်ဒုံမေတာလို့ခေါ်တယ်။ဒုံမေတာစင်္သာညာလုံးဝမရှိတဲ့ဘာလာမယူရဲတွေဟာအသိပညာလုံးဝကိမ့်မဲ့တဲ့မယူရဲတွေဟာဘာလို့တော့ အမိတ်တနေဝအတနာမိမိကိုယ်တိုင်မိမိရဲ့ယန္တုဖြစ်ပြီးတော့စရန္တိဘဝမှာသွားလာနေထိုင်ကြတယ်။တခြားယန္တုမဟုတ်ဘူးကိုယ့်အကိုပဲဖြစ်စည်းနေကြ။တမ္မောတန်ဖြတ်တန်ကြီးတက်တန်ကြီးတက်တန်ကိုဖြတ်ဆိုတာတန်ကြီးကတန်ကိုဖြတ်တယ်လို့ပဲထိုပုဂ္ဂိုလ်ရာကိုယ့်ရဲ့လောရကကိုယ့်ကိုဖြစ်စည်းနေတယ်။ မိမိကိုယ်တိုင်သည်ဒါလည်းမိမိယံသူဖြစ်တယ်ကရွန်တာပါပကံကမ္မံယံဟောတိကတုကပ္ပလအကျိုးပေးလို့ရှင်အလွန်ခံရခက်တဲ့ဆိုးကျိုးကိုပေးတတ်တဲ့အောက်တန်းကြတဲ့အလုပ်တွေကိုလုပ်နေတယ်အောက်တန်းကြတဲ့အလုပ်တွေမကောင်းတဲ့အလုပ်တွေလှုပ်ချင်အပြစ်ထိုလှုပ်ရကြောင့်ဆိုးကျိုးတွေဟာတနေ့ကိုစီရောက်လာတယ် ကိုမရောက်စေခြင်းမူဆိုတဲ့ဆိုချိုတွေကိုမနော်ဝိစေဝါဆွဲနေတဲ့ပုဂ္ဂိုလ်တယောက်ဒီမူရစေဝါရဲ့ဆိုချိုကိုခံရမှာဖြစ်တယ်မရောက်စေခြင်းနဲ့ဆင်းရဲဒုက္ခတွေကိုစီရောက်လာမှာပဲဖြစ်တယ်နော်အဲ့ဒါမိမိကိုယ်တိုင်ကမိမိရဲ့ယံသူဖြစ်တယ်တခြားယံသူမဟုတ်ဘူးဒါကိုရသော်ဗျာတတိပေးပြီးတော့ဟောကြားတာပဲဖြစ်တယ် အဲ့တော့တပည့်ကဒေသနာတော်ကိုကြည့်မယ်ဆိုရင်စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့ကောင်းတာတွေလုပ်နေသည့်အတွက်ကြောင့်မိမိကိုယ်တိုင်ကမိမိရဲ့မိတ်ဆွေဖြစ်ပြီးတော့ကောင်းကျိုးချမ်းသာတွေရပြီးကြီးပွားနေကြတယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့အဲ့တော့ကိုယ့်ကိုယ်မိတ်ဆွေလားကိုယ့်ရဲ့မိတ်ဆွေလားကိုယ့်ရဲ့ယန္တုလားဆိုတာအများအားဆင်ခြင်သုံးသပ်ကြည့်ရအောင် ရန်သူနဲ့မိတ်ဆွေဆိုတာကောင်းကျိုးပေးလို့ရှိရင်ရန်သူမိတ်ဆွေဆိုးကျိုးဖြစ်ပေါ်စေရင်ရန်သူကိုယ်တဏ္ဍမှာမကောင်းတဲ့အကျိုးတွေဖြစ်စေတည်းများရန်သူကလောက်ထတာဖြစ်တယ်ပေါ့ကောင်းကျိုးချမ်းသာတွေဖြစ်လာတည်းများမိတ်ဆွေရဲ့အကူအညီသာဖြစ်တယ်ပေါ့အဲဒါကြောင့်မို့ကိုယ်တဏ္ဍမှာမကောင်းကျိုးတွေဖြစ်ပေါ်လာနေပြီဆိုလို့ရှိရင် ငါဟာငါရဲ့ယန္တုဖြစ်နေပြီလို့ကိုယ်ကိုစဉ်းစားချင်းကိုယ်ကိုဖြစ်စီရဲဆိုရဲလောရတေဟာဘာတွေနဲ့ဥပမာတူတော့ဆိုရင်ဝါဖွင့်နေဝါပင်ကိုသိစေတယ်ကျူခွင်းကကျူပင်နေပွင့်ရင်ကျူပင်သိတယ်ပေပင်ကအတိတိလို့ရှိရင်ပေပင်သိတယ် ငပြောပင်ကငပြောသီးသည်ငပြောပင်ကိုတတ်တယ်ဒီလိုဆိုဖလံဝေကတလေဟန်တုဟန်တိဖလံဖလံဝေလုံဖလံနလံအသီးကငပြောပင်ကိုတတ်တယ်အသီးကဝါပင်ချူပင်ကိုတတ်တယ်ဟော မကောင်းတဲ့လူရဲ့မကောင်းတဲ့စိတ်ဓာတ်ကထိုမကောင်းတဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်ကိုဖျက်ဆီးတယ်လို့ဒီလိုဆိုလိုတယ်ပေါ့ဒါကြောင့်မလို့ဘုန်းကြီးတို့တွေအမှတ်တမဲ့မနေကြရဘူးဘဝရလာတဲ့အခါမှာအတိညာဉ်ကိုသုံးချရမယ်သုံးချပြီးငါသည်ငါကိုယ်တိုင်ငါရဲ့ရန်သူမဖြစ်အောင်နေရမယ် ငါဒီငါရဲ့မိတ်ဆွေရင်းချတာဖြစ်ရမယ်လို့ဒီလိုနှလုံးသွင်းစဉ်းစားမှုလိုအပ်တယ်ပေါ့